ချိန်ဆက်အသုံးပြုပုံလေးပြောပြပေးပါမယ်ရှင်။ချိန်ဆက်ကိုသုံးမယ်ဆိုရင်တော့ဒီမှာဆိုရင်အရင်ဆုံး on off clock လေးကိုနှိပ်ပြီးဖွင့်ရပါမယ်။ on off clock နှိပ်ပြီးဖွင့်လာပြီဆိုရင်တော့0ပုံအောင်စောင်းမယ်။0ရဲ့ကောင်းထိပ်မှာမြားတဲ့ granular ကိုပြနေရမယ်။ပြီးရင်တော့ခွက်လော့တလုံးကိုတင်လိုက်မယ်။ခွက်တံပိုး1ခွက်ကို TARE နှိပ်ပြီးတော့ဖြောင်းလိုက်မယ်။အကယ်၍မြားကောင်းသည် gram ဟုတ်ပဲနဲ့အောင်စားဖြစ်နေရဆိုရင် amodi mode ကိုပြောင်းပြီးတော့မတို့ granular မှာရအောင်ထားပေးရပါမယ်။ gram ချိန်နဲ့သုံးချင်တာဖြစ်တဲ့အတွက်ကြောင့်မလိုပါရှင်။ချိန်ဆက်ရဲ့အောက်မှာဆိုရင်တော့ချိန်ဆက်ကိုသုံးမယ်ဆိုရင်ညီညာတဲ့မျက်နှာပြင်အနေထားမှာရှိရမယ်။ချိန်ဆက်အောက်မှာမညီညာမျိုးတွေအစွမ်းထွက်နေတဲ့ချိန် င်မျိုးတွေမှာဆိုရင်ချိန်ဆက်သုံးတာကမမှန်တတ်ပါဘူးရှင်။ဒီသင်ကန်းဆောင်မှာရေးချင်းဆုံးဖြစ်တဲ့ plaster လေးကြီးကြောင့်ရှင်းပြပေးခြင်းပါတယ်။ plaster တွေမှာဒစိအမျိုးမျိုးနိုင်ငံအမျိုးမျိုးကနေထုတ်တဲ့ product အမျိုးအစားမျိုးစုံရှိပါတယ်။အဲ့တော့မတို့ကဒီသင်တန်းမှာက plaster တင်လိုက်လို့ဒီအချိုးစားတိုင်းကိုပဲတရက်သေးမှတ်စရာမလိုပါဘူး။အာကိုဝယ်တဲ့ plaster အချိုးစားထဲမှာအယုံဆုံး instruction ကိုကြည့်ကိုရဲ့ကို တစိမ့်မတူရင်အချိုးစားရည်လည်းပြောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီပုံမှာပါတဲ့ instruction အတိုင်းပဲအညွန်အတိုင်းပဲအသုံးပြုပေးရင်ကိုရပါတယ်ရှင်ဒီမှာတော့မမတို့ဆိုင်မှာသွင်းနဲ့ plaster အချိုးစားနဲ့ပဲသင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ခုနကမမပြောသလိုပဲဒီအချိုးစားကိုပုံတင်မှလို့မရပါဘူးနော်မမတို့တင်သွင်းတဲ့ plaster ကတော့အမှောင့်100 gram ဆိုရင်ရေ96ကနေ90 gram ကြားကိုသုံးလို့ရပါတယ် 56နဲ့80ဂရမ်ကြားရေပမာဏဘာကြောင့်သုံးလို့ခြားချထားလဲဆိုတော့မိုးမိုးလေးတွေပေါ်ကြည့်ရမယ်ရှင်မိုးကမျက်နှာပြင်ကျဲတယ်ဒူးတွေကပါတယ်ဆိုရင်တော့မတို့ရေအနည်းဆုံးဖြစ်တဲ့56ဂရမ်နဲ့အမောက်100ဂရမ်ကိုပေါင်းစပ်ပြီးအသုံးပြုလိုက်ရုံပါပဲအဲ့လိုမျိုးပဲနဲ့မိုးကဒူးတွေက မြင်လာတယ်အဝကလည်းသေးတယ်ပြီးတော့ shape ကလေးတွေပါမယ်မျက်နှာပုံနဲ့နှာခေါင်းပုံတွေဒါမှမဟုတ်ပတ်တန်လေးတွေပါတယ်ဟာမျိုးဆိုရင်အရင်နဲ့နဲ့ကျဲဖို့လိုအပ်ပါတယ်ဒီလိုမျိုးချိန်နေဆိုရင်63 64 4ပေါ့နော်နည်းနည်းကျဲတဲ့ပမာဏကိုသုံးလို့ရတယ်အဲ့လိုမျိုးပဲနဲ့အရန်ကိုကြီးတဲ့မိုးဖြစ်သွားပြီးအမောက်ပမာဏကလည်း600 900 800 900လောက်ထိသုံးပြီဆိုရင်တော့မအားလို့ရေး level ကိုပို့ပြီးကျဲကျဲသုံးဖို့လိုအပ်ပါတယ်အဲ့လိုဆိုရင်တော့မအားလို့ရေကို90ဝန်းကျင်လောက်ထိကိုသုံးနိုင်ပါတယ်ရှင့်ဒါကြောင့်မလို့မိုးပေါ်မျိုးစားပေါ်မှာမူတည်ပြီးကိုကြိုက်တဲ့ရေ level ပ မာဏတစ်ခုရွေးချယ်လို့ရအောင်လို့56.80ဂရမ်ကြားလို့ညွှန်ပေးထားတာဖြစ်ပါတယ်ရှင်။အချင်းချင်းပြောရရင်တော့ plaster ရဲ့သဘောတရားကရင်းနဲ့မမြန်ချောင်းမယ်။ရေများရင်တော့6ဖိုးနည်းနည်းကြာမယ်ပေါ့နော်။